ဒီလိုအချိန်မျိုးကြုံမှုကြလားတခါတလေစိတ်ထဲမှာအတွေးတွေကအပြေးပြိုင်နေသလိုမျိုးပဲအဆက်မပြတ်ပေါ်နေရယ်ရင်ဘတ်ထဲမှာလည်းတင်းကျပ်ပြီးတော့အသက်ရှူမွားသလိုတောင်ဖြစ်လာတယ်တခါတလေလည်းအတွေးတွေကြောင့်ညာဘက်အိပ်ပျော်ဖို့တော့မှခဲရင်လာတယ်အိပ်ပျော်သွားရင်တောင်မှပဲအေးအေးမောရပဲနဲ့ပြင်းမှန်းသလိုဖြစ်နေတော့ဦးမယ်အာယုံစူးစိုက်ပြီးလောရမယ်အလုပ်တွေမှာလည်းတိတိကျကျမစူးစိုက်နိုင်မဲနဲ့စိတ်တွေကအလိုလိုပြန့်လွင့်လွယ်တယ် ဒီလိုဆိုရင်တော့ရိုးရိုးပင်ပန်းနှွမ်းနေတာမျိုးမဟုတ်ဘဲနဲ့စိတ်ဖိစီးမှုများနေတာလည်းဖြစ်နိုင်ပါတယ်စိတ်ဖိစီးမှုနဲ့ပတ်သက်ရင်သတိထားစရာအချက်တစ်ခုကတော့လူများစုကသူတို့စိတ်ဖိစီးလို့ဖိစီးနေမှန်းကိုမသိကြတာပါပဲဒါကြောင့်ဒီနေ့ podcast လေးမှာတော့ကျွန်တော်ကစိတ်ဖိစီးမှုတွေအကြောင်းကိုတည်တည်ရှာရှာလေးနားလည်တော့အောင် မျှဝေပြတော့မှာပဲဖြစ်ပါတယ်အဆုံးထိနားထောင်ပြီးတော့ပါအောင်နော် Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ podcast by DK YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ mental နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ psychology နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ education နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေတင်ဆက်ပေးနေတဲ့ podcaster ကိုသက်ကြော်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့နေ့စဉ်နဲ့အမျှကြုံတွေ့နေရတဲ့စိတ်ဖိစီးမှုတွေအကြောင်းကိုအတူတူဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်ဆိုတော့စလိုက်ကြရအောင် stress ဆိုတာဘာလဲပေါ့နော်ကျွန်တော်တို့နေ့စဉ်နဲ့များပြောတော့ပြောနေကြတာပဲငါတော့စိတ်တွေအရင်ဖိစီးနေပြီငါတော့ stress တွေအရင်များနေပြီပေါ့နော်စသဖြင့်ဒီလိုမျိုးစကားတွေကကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာနေ့စဉ်နဲ့များကြားနေရတယ်ကိုကိုတိုင်းလည်းပဲပြောကောင်းပြောမိမယ်ပေါ့နော်ဆိုတော့ stress ဆိုတာဘာလဲစိတ်ဖိစီးမှုဆိုတာဘာလဲတည်တည်ကြာကြာကျွန်တော်တို့တွေစဉ်းစားကြည့်အောင်တကယ်တော့စိတ်ဖိစီးမှုဆိုတာဒီခန္ဓာကိုယ်နဲ့စိတ်ရဲ့ response တခုပဲပေါ့နော်တုံ့ပြန်မှုတခုပဲဘလို့အခြေအနေမှာဒီစိတ်ဖိစီးမှုကဖြစ်လဲဆိုတော့ကျွန်တော်တွေအခြေအနေတခုနဲ့ပတ်သက်ပြီးတော့ပေါ့နော်အာ security တခုအခြေအနေတခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီအခြေအနေကိုကျွန်တော်တို့အတွက်ခက်ခဲတယ် challenging ဖြစ်တယ်ဒီအန်ဒီရရှိတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ကိုကျွန်တော်တို့အာပြင်ဆင်မှုတွေလုပ်ဖို့လိုအပ်တယ်ဆိုပြီးတော့ကျွန်တော်တို့တတ်မှတ်တဲ့အခြေအနေမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကကောကျွန်တော်တို့ရဲ့စိတ်ကကော အဲ့ဒီအခြေအနေအပေါ်မှာပြန်ပြီးတော့တုံ့ပြန်တဲ့တုံ့ပြန်မှုကိုကျွန်တော်တို့ stress လို့ခေါ်တယ်ပေါ့နော် stress ဖြစ်စေတဲ့အကြောင်းတရားတွေလည်းရှိတယ်ဗျအဲ့ဒါကိုကျွန်တော်တို့ stressor လို့ခေါ်တယ်အာ trigger တွေပေါ့ဗျာအာဥပမာအပြင်ဒီ summer wave ပဲဆိုတော့ summer wave ကြောင့် stress ဖြစ်တယ်ဆိုလို့ရှိရင် summer wave ကို stressor လို့ကျွန်တော်တို့သုံးလို့ရတယ်နောက်ပြီးတော့လူတယောက်ယောက်ပဲရှိရထားပါတော့အဲ့ဒီလူတယောက်ယောက်ကြောင့်ကျွန်တော်တို့ stress ဖြစ်ရတယ်ဆိုရင်သူကလည်းကျွန်တော်တို့အတွက် stressor ပဲပေါ့နော်အဲ့တော့ stressor ဆိုတာက stress ကိုဖြစ်စေတဲ့အကြောင်းတရားတွေအဲ့ဒါကဘယ်ရာမဆိုဖြစ်နိုင်နေဗျာခုနကပြောသလိုလူတွေလည်းဖြစ်နိုင်နေအရှိနေတွေလည်းဖြစ်နိုင်နေအာအရှိနေတွေဆိုမှဆိုလို့ရှိရင်ကျွန်တော်တို့ရင်ကျောပိတ်တာတို့အဲ့လို bus ကမှတ်တိုင်မှာစောင့်နေနေတယ် bus ကအကြာကြီးနေလို့မှမလာသေးတာတို့အဲ့လိုဆိုရင်လည်းကျွန်တော်တို့ stress တွေဖြစ်ကြတယ်ဗောနော်အဲ့လိုမျိုးတေးတေးလေးတွေကနေပြီးတော့မှကျွန်တော်တို့အာဘဝမှာကြုံရတဲ့အကြီးမားတဲ့ဆုံးရှုံးမှုတွေဗောနော်ဥမာအလုံးအလုံးဆုံးရှုံးသွားတာတို့ဒါမှမဟုတ်ကိုယ့်ရဲ့ မိသားစုဝင်တယောက်ယောက်ဆုံးရှုံးသွားတာတော့ဘောနော်အဲ့ဒါမျိုးအခြေအနေတွေကြောင့်လည်းကျွန်တော်တို့တွေအာ stress တွေဖြစ်နိုင်တယ်ဘောနော်နောက်ပြီးတော့ဒီ stressor နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကဒီမကောင်းတဲ့ event တစ်ခုကဒီမဲ့ stressor မဟုတ်ဘောနော် stress ဖြစ်စေတဲ့အခြေအနေမဟုတ်ဘူးကျွန်တော်တို့တွေကောင်းတဲ့ events တွေကလည်း stress ဖြစ်စေတာမျိုးရှိတယ်ဥပမာအဖြစ်အာပျော်ပွဲရှင်ပွဲတစ်ခုပြင်ဆင်ဖို့ပဲထားပါတော့ဗျာအဲ့တော့ပျော်ပွဲရှင်ပွဲဆိုတာကျွန်တော်တို့အတွက်အာ ျော်ရတယ်လေဟုတ်တယ်မလားဒါပေမဲ့လည်းအဲ့ဒီပွဲကိုစီစဉ်ရတဲ့အခါမှာကျွန်တော်တို့အဆင်မပြေမှုတွေကြုံရမှာဆိုတဲ့အခါအဲ့လိုမျိုး stress ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်လည်း stress ဖြစ်နိုင်တယ်နောက်ပြီးတော့နောက်တစ်ခုကတော့ဒီခီးတွေပါတွေတော့ရတယ်ပေါ့ဗျာခီးတွားတယ်တငယ်ချင်းတွေနဲ့ဖြစ်ဖြစ်မိသားစုနဲ့ဖြစ်ဖြစ်ခီးတွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အနည်းနဲ့အများတော့အဲ့လိုပြင်ဆင်တဲ့အချိန်မှာ stress ဖြစ်ကြတာပဲပေါ့နော်ဆိုတော့ stressor ဆိုလို့ပြောတဲ့အခါမှာဒီ negative ဖြစ်တဲ့အရာတွေကြီးပဲမဟုတ်ပါဘူးဒီကိုယ့်အတွက်အပြုသဘောဆောင်တဲ့ events တွေလည်းပါနိုင်တယ်ပေါ့နော်ဒါလေးကတော့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုပါနောက်တစ်ခုကတော့ stress နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေပြင်ပရှင်နေတယ်မကောက်ဘူးပေါ့နော်ကျွန်တော်တို့အဲ့ဒီအရှင်နေတွေပေါ်မှာလူတယောက်စီရဲ့အမြင်ပေါ့နော် perception လို့ခေါ်တယ်အဲ့ဒီအရှင်နေကိုကျွန်တော်တို့တွေကဘယ်လိုမျိုးရှုမြင်သုံးသပ်တယ်လဲဆိုတော့အဲ့ဒီ perception ကလည်းတော်တော်လေးကို အရေးပါတယ်ပေါ့နော် လူတယောက်အတွက်ဒီအခြေအနေတစ်ခုကသူ့အတွက်ဒီပျော်စရာကောင်းနေပေမဲ့တခြားသူတယောက်အတွက်တော့အလို stress ဖြစ်စေရမျိုးလည်းရှိနိုင်တယ်ပေါ့ရိုးရိုးရှင်းရှင်းဥပမာတစ်ခုပြောရလို့ရှိရင်ဒီ introvert နဲ့ extrovert နှစ်ယောက်ဖေတာပါတော့ဗျာအာ extrovert အတွက်ကကြတော့သူအပြင်မှာလို့လူတွေနဲ့တွေ့ရတာ hang out လုပ်ရတာလူတွေအများကြီးနဲ့စကားပြောရတာသူ့အတွက်ကအရန်ဒါ excitement လည်းဖြစ်စေတယ်ပျော်စရာလည်းကောင်းတယ်ပေါ့နော်သူ့အတွက်ကတယောက်တည်းနေရရင်ပြင်းနေရော ဒါပေမဲ့ introvert တယောက်အတွက်ကျတော့အဲ့လိုမျိုးကိုမသိတဲ့လူတွေအများကြီးကြားထဲကိုရောက်သွားတဲ့အခါမှာ သူ့မှာအဲ့လို stress တွေဖြစ်လာတယ်ပေါ့နော်ဒါကအရန်ကိုထင်သာမြင်သာရှိတဲ့ဥပမာတစ်ခုကိုပြောပြတာပေါ့နော်ဆိုတော့စိတ်ဖြစ်စီမှုဆိုတာအဲ့လိုမျိုးတယောက်နဲ့တယောက်မတူညီတဲ့ perception တွေပေါ်မူတည်ပြီးတော့လေအာစိတ်ဖြစ်စီကအ ਨੇ အများကွာခြားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့တယောက်နဲ့တယောက်အဲ့လိုမျိုးမနှိုင်းယှဉ်သင့်ဘူးဘာလို့လဲဆိုတော့လူတယောက်နဲ့တယောက်က perception ချင်းလဲတူမှာမဟုတ်တလို့ ဒီစိတ်ဖိစီးမှုကိုခံနိုင်ရရှိတဲ့ခံနိုင်အားပေါ့နော် resilient ခြင်းလည်းမတူဘူးဗျအဲဒါကြောင့်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ရှိရင်ကိုယ့်ကိုယ်နဲ့ရောသူတစ်ပါးနဲ့ရောပေါ့နော်ဒါမှမဟုတ်တခြားသူနှစ်ယောက်ကိုပဲဖြစ်ဖြစ်အဲ့လိုမျိုးတွားပြီးတော့မရှင်တဲ့ဘူးမနိုင်ရှင်တဲ့ဘူးပေါ့နော်တယောက်နဲ့တယောက်ကအဲ့လိုရှေ့ရပြောခဲ့သလိုပဲမတူညီတာတွေရှိနိုင်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးနှိုင်းရှင်တာမျိုးတွေမလုပ်တင်ပါဘူးဆိုတော့ကျွန်တော်တို့ safe fee စီမှုဘိုင်းကို ပြန်သွားရလို့ရှိရင် ဆေးဖြစ်စီမှုဖြစ်တဲ့အခါမှာကျွန်တော်တို့ခန္ဓာကိုယ်ကစိတ်မှာကောဒီ response တွေရှိတယ်ပေါ့နော်ခန္ဓာကိုယ်မှာဖြစ်တဲ့ response တွေကိုပြောရလို့ရှိရင်ကျွန်တော်တွေကပြင်ပရှင်တွေတစ်ခုကိုဒါဆေးဖြစ်စီစရာအရှိန်နေပဲလို့မှတ်ယူလိုက်ပြီဆိုတာနဲ့အဲကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာပေါ့နော် adrenaline တို့ cortisol တို့ဒီလိုမျိုး stress hormone တွေကိုထွက်စေတယ်အဲ့ဒီ hormone တွေကြောင့်ပဲကျွန်တော်တို့နှလုံးခုန်တွေမြန်လာတာသွေးတိုးလာတာသွေးပေါင်ချိန်တက်လာတာနောက်ပြီးတော့အသက်ရှူမြန်လာတာ ဒီလက်ဘွားရှိဘွားတွေမှာချွေးတွေထွက်လာတာဒါမျိုးတွေဖြစ်တယ်ပေါ့နော်အဲနောက်ပြီးတော့ဒီကြွက်သားတွေဆိုလို့ရှိရင်လည်းတောင့်တင်းလာတာအဲဒါခန္ဓာကိုယ်ကဖြစ်တဲ့ response တွေပေါ့နောက်ပြီး emotionally အရာလည်းကျွန်တော်တို့စိတ်ခံစားချက်တွေအရာလည်း stress ဖြစ်တဲ့အခါမှာဘာတွေဖြစ်တယ်လဲဆိုတော့ anxiety တွေတက်လာတယ်အာတချို့ကလည်း fear ပေါ့နော်ကြောက်စိတ်တွေဖြစ်လာတယ်တချို့ကကျတော့ frustration ပေါ့နော်စိတ်မရှိတော့ဘူးအဲ့လိုမျိုးဒေါသတွေပောက်ကွဲလာတယ်ဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော် အာနောက်ပြီးတော့အဲ့လို over one ဖြစ်တာပေါ့စိတ်ကင်စားချက်တွေများပြီးတော့ဘာမှမတွေးနိုင်တော့ဘူးဖြစ်တာနောက်ပြီးတော့အဲ့လို one နဲ့လာတာပေါ့နော်ဒါမျိုးတွေလည်းကျွန်တော်တို့ခံစားမှုပိုင်းဆိုင်ရာအရာလည်း response တွေရှိပါတယ်အာစိတ်ပိုင်းဆိုင်ရာအရာပေါ့နောက်တစ်ခုကတော့ behavior ပိုင်းပေါ့နော်စိတ်ဖိစီးမှုတွေများလာတဲ့အခါမှာကျွန်တော်တို့ဘာတွေလုပ်တတ်လဲဆိုတာပေါ့နော်ဒီအရာကိုသိထားခြင်းအပြင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့တွေစိတ်ဖိစီးနေသလားစိတ်မဖိစီးဘူးလားဆိုတာကိုဒီကိုလုပ်နေတဲ့အပြုအမူတွေပေါ့နော်ဒီ behavior တွေကိုကြည့်ပြီးတော့ကျွန်တော်တို့သိနိုင်တယ်ဥပမာအဖြစ်စိတ်ဖိစီးမှုတွေအများများလာရင်ဘာတွေဖြစ်တတ်လဲဆိုတော့ ဒီ eating habits ပေါ့နော်အစားစားတဲ့အခါမှာမမှန်တော့ဘူးအစားစားချိန်တွေမမှန်ဘူးဖြစ်လာတယ်တချို့ကကြတော့စိတ်ဖိစင်အစားတွေကိုပို့ပြီးတော့ပေါ့နော်ကိုစားနေတာတည်းပို့ပြီးတော့စားတတ်တယ်တချို့ကကြတော့လေကိုစားတာတည်းရော့ပြီးတော့မှစားတတ်တယ်နောက်တစ်ခုကတော့အိတ်ချိန်ပေါ့နော်အိတ်ချိန်တွေမမှန်တော့ဘူးတချို့အတွက်အလိုမျိုးညာဘက်အိတ်ပျော်ဖို့အရန်ခက်ခဲတယ်ပေါ့နော်အာဘလောက်စူးစမ်းစူးစမ်းမရဘူးဒါစိတ်ဖိစီလို့ရှင်ဒီလိုမျိုးဖြစ်နိုင်တယ်တချို့တွေအတွက်ကြတော့လေပြောင်းပြန်ပေါ့နော်အာအရန်အိတ်လွန်နေတာပေါ့ဒီ နေခင်းဘက်တွေလည်းအိတ်ညဘက်တွေလည်းအိတ်ပေါ့နော်သူကအလိုစိတ်ဖိစီးတဲ့အတွက်ဒီအကြောင်းကိုမတွေးရင်လို့ဒီသူကကျတော့အာမက်ဂနီဆင်တစ်ခုပေါ့နော် defense mechanism တစ်ခုအနေနဲ့အာဒီအိတ်တဲ့ဟာကိုသူကလှုပ်တယ်ပေါ့နော်အဲ့တော့ကိုကအိတ်ပြော်ဖို့ခက်ခဲနေလားဒါမှမဟုတ်အိတ်လွန်နေလားပေါ့နော်ဒါတွေကိုကြည့်ပြီးအာကြည့်ချင်းအပြင်လဲကျွန်တော်တို့တွေ stress တွေများနေသလားမများဘူးလားဆိုတာကိုသိနိုင်တယ် အာနောက်တစ်ချက်ကတော့အဲ့လိုလူတွေနဲ့ပေါင်းစပ်စမှုမလုပ်တော့ဘူးတယောက်တည်း isolate လုပ်လိုက်တယ်ပေါ့နော်အာဒါမျိုးဆိုရင်လည်း safety မှုများနေတာဖြစ်နိုင်တယ်နောက်တစ်ခုကတော့ procrastinate လုပ်တာပေါ့နော်အာ safety မှုတွေများနေတယ်ဥပမာအလုပ်တစ်ခုပေါ့ project တစ်ခုကကျွန်တော်တို့အတွက်အရန်ကိုကြီးနေတယ်လို့ခံစားရလို့ရှိရင်ကျွန်တော်တို့ procrastinate လုပ်တတ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အတွက်ဒီ stress ဖြစ်စေတာကိုဒီအကြောင်းအရာတွေးရတာလေအလောက်ကကိုယ့်အတွက်မတန်ဆာကြီးကြီးနေရလို့အလိုတွေးတဲ့အခါမှာ stress တွေဖြစ်လာတဲ့ stress တွေဖြစ်တဲ့နောက်မှာအဲ့လိုအချိန်တွေဆွဲတယ်ပေါ့နော်နောက်တစ်ခုကတော့ဘာတွေပါလောက်တက်လဲဆိုအဲ့လိုမျိုးအယ်ကိုဟောပေါ့နော်မိုးရစေတွေတုံးဆွဲတာဒါမှမဟုတ်တခြားတခြားသောအဲ့လိုမျိုးဆေးတွေတုံးတာတွေအထိဖြစ်နိုင်တယ်ပေါ့နော်အာဒါကတော့ဒီ behavior တွေကိုကြည့်ချင်းအားဖြင့်ကျွန်တော်တို့တွေ safe ဖြစ်စီမှုများနေသလားမများနေဘူးလားဆိုတော့ပြန်ပြီးတော့သုံးသပ်လို့ရတဲ့အာအချက်တစ်ခုပြပြပေးတာဖြစ်ပါတယ် ဒီနေရာမှာတခုပြောချင်တာကအရေးလဲကြီးတယ်ဗောနော်ဘာလဲဆိုတော့ safety စီမှု stress dying ကကျွန်တော်တို့အတွက်စိုးကျိုးကိုဖြစ်စေတာမဟုတ်ဘူးကျွန်တော်တို့အတွက်ကောင်းကျိုးကိုဖြစ်စေတာမျိုးလည်းရှိတယ်ဗောနော်အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုတော့ positive stress လို့လည်းခေါ်တယ်။နောက်တစ်မျိုးကတော့ u stress လို့လည်းခေါ်တယ်ပေါ့နော်။ e u s t r e s s u stress လို့သုံးတယ်ပေါ့နော်။အဲ့ဒါကကျတော့ဘယ်လိုလဲဆိုတော့ဥပမာ ကျွန်တော်တို့တွေစာမေးပွဲရှိလို့ကျွန်တော်တို့ စာရီပြင်ဆင်တာမျိုးပေါ့နော်စာမွေးရှိတယ်ဟုတ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ stress ဖြစ်တယ်အဲ့ stress ကြောင့်ပဲကျွန်တော်တို့စာရီကိုအချိန်မီပြင်ဆင်နိုင်တယ်ပေါ့နော်အာပြောရရင်အဲ့ဒီ stress ကြောင့်ကျွန်တော်တို့အလုပ်တွေပြီးမြောက်စေတယ်ပေါ့နော်နောက်တစ်ခုကဒီ deadline တွေပေါ့ကျွန်တော်အလုပ်လုပ်တဲ့အခါမှာလည်းဒီ deadline တွေကြောင့်မလို့ stress ဖြစ်စေတာမှန်တယ်ဒါပေမဲ့အဲ့ stress ကြောင့်ပဲကျွန်တော်တို့အလုပ်တွေပြီးမြောက်စေတယ်ပေါ့နော်ပြောရရင်ကျွန်တော်တို့အတွက်အကျိုးရှိစေတယ်ပေါ့နော် ဆိုတော့ကျွန်တော်တို့အတွက်အကျိုးရှိစေတဲ့ဘာမှနောက်လောက်ပဲဆိုလို့ရှိရင်အဲ့ stress ကိုကျွန်တော်တို့က you stress လို့ခေါ်တယ် positive stress လို့လည်းခေါ်တယ်ပေါ့နော်ဆိုတော့ stress တိုင်းကတော့အတုံးမဝင်တာမဟုတ်ဘူးအာသူ့ရဲ့တင်းတင်းလျောက်ပတ်တဲ့ပမာဏဆိုရင် stress တွေကကျွန်တော်တို့အတွက်အကျိုးပြုတာမျိုးလည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အပေါ်မှာ stress ကဘယ်လိုတက်ရောက်မှုရှိလဲဆိုတော့ အနေငယ်များပမာဏပဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အပေါ်အကျိုးရှိတာမျိုးလည်းဖြစ်နိုင်တယ်။ဘယ်အချိန်မှာကျွန်တော်တွေက GU site တင်လဲဆိုတော့ stress တွေကဒီလိုလာတဲ့ပိုသွားပြီပေါ့နော်။အရင်များလာပြီ။ဒါမှမဟုတ် stress နည်း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 ပုံမှာအလိုပေါ့။အများအချိန်အကြာကြီးဖြစ်နေရမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။နေ့စဉ်နဲ့အများကျွန်တော်တို့ stress တီး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 လေးတွေအလိုမျိုးစုပြီးတော့မှအချိန်အကြာကြီးဖြစ်တဲ့ stress ပေါ့နော်။အဲ့ဒါကို chronic လို့ခေါ်တယ်။ဒီလိုမျိုးနာတာရှည်ပုံစံမျိုးပေါ့နော်။နည်း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 စုပြီးတော့ ဖြစ်လို့ရှိရင်လည်းဒါကျွန်တော်တို့ခန္ဓာကိုယ်ကိုစိတ်ကိုယ်ကိုမကောင်းတဲ့တက်ရောက်မှုတွေဖြစ်စေနိုင်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးမကောင်းတဲ့ stress တွေ negative stress တွေကိုတော့ကျွန်တော်တို့ distress လို့ခေါ်ပါတယ် D I S T R E S S distress လို့ခေါ်တယ်ပေါ့နော်ဆိုတော့ stress ကိုအဲ့လိုမျိုး positive stress နဲ့ negative stress ဆိုပြီးတော့ အဲနှစ်မျိုးခွဲပြီးတော့နားလည်လို့ရတယ် positive stress ကကြတော့ကျွန်တော်တို့အတွက်အလုပ်တွေပြီးမြောက်စေတယ်ကျွန်တော်တို့အတွက်အကျိုးရှိစေတယ်ဆိုလို့ရှိရင်ဒါကို positive stress u stress လို့ခေါ်တယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုပဲဖြစ်စေကျွန်တော်တို့ရဲ့စိတ်ကိုပဲဖြစ်စေဒီကိုယ်နဲ့စိတ်ရဲ့ကျန်းမာရေးကိုထိခိုက်စေလာပြီဆိုလို့ရှိရင်တော့ဒါ negative stress distress ဖြစ်သွားပြီပေါ့နော်အဲအဲ့တော့အဲ့လိုမျိုးလေးတော့ကျွန်တော်တို့ပိုင်းခြားပြီးတော့နားလည်လို့ရတယ်။ stress တိုင်းစိတ်ဖြစ်စီမှုတိုင်းကမကောင်းတာမျိုးမဟုတ်ပါဘူး။ ဆိုတော့ကျွန်တော်တို့ဒုတိယ point အနေနဲ့ဘာလေးပြောချင်လဲဆိုတော့အဲ့လိုပေါ့နော်ရေရှည်ဖြစ်လာတဲ့ stress တွေပေါ့အာတချို့ကတော့အဲ့လိုမျိုး events တခုခုပေါ့ဥမာကိုချစ်တဲ့သူတယောက်ယောက်ကိုဆုံးရှုံးရတဲ့အခါမျိုးပေါ့နော်အဲ့ခါမျိုးမှာကြုံရတဲ့ stress ကတော့အဲ့လိုကြီးမားတယ်ပေါ့နော်ဒါမှမဟုတ် accident တခုခုပဲကြုံရတယ်ထားပါတော့အဲ့ stress မျိုးကကျတော့ချက်ချင်းဖြစ်တာဆိုတော့တိလေတိတာတယ်အာကိုယ်စိတ်မှာအယမ်းဖြစ်သွားတယ်လဲထင်ရှားတယ်ပေါ့နော် ဒါပေမဲ့ chronic stress လိုမျိုးပေါ့နော်နေ့စဉ်နဲ့အမျှအလိုနည်း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 စီဖြစ်လာတဲ့အလို stress တိတိလေးတွေပေါ့နော်ဒါပေမဲ့နေ့တိုင်းဖြစ်နေတဲ့အလိုမျိုးနေ့တိုင်းနေ့တိုင်းဖြစ်ပြီးတော့အလိုအကြာကြီးပုံမှန်ဖြစ်လာတဲ့ stress မျိုးကြတော့ကျွန်တော်တို့တွေကသတိမထားမိကြတာများတယ်ဗျ။အာနေ့စဉ်နဲ့အမျှတော့ဖြစ်နေတယ်ဒါပေမဲ့စိတ်မှာကအလိုနေ့တိုင်းဖြစ်နေတာဆိုတော့ဗျာအာဘယ်လိုပြောရမလဲထူးထူးခြားခြားကြီးအလိုမျိုးသတိမမူမိတော့ဘူးပေါ့နော်အဲအဲ့ဒါကဘယ်လောက်ထိဖြစ်နိုင်လဲဆိုတော့အလိုမျိုး အပတ်လပေါင်းများစွာကြောင်းဖြစ်တာမျိုးဒါမှမဟုတ်တချို့ကြီးဆိုနှစ်ပေါင်းများစွာကြောင်းအဲ့လိုမျိုးဒီ stress တွေကိုနေ့စဉ်နဲ့အမျှကြုံနေရတယ်ပေါ့နော်အာနောက်ဆုံးသူတို့မှအဲ့လိုမျိုးယောဂတွေဘာတွေဖြစ်လာတဲ့အခါကြမှာပဲအာသူတို့ဒီလောက်ကြီး stress တွေဖြစ်ခဲ့ပါလားဆိုတာကိုပြန်ပြီးတော့သိရတယ်ပေါ့နော်တကယ်တော့အဲ့ chronic stress ကတော်တော်တော့ကြောက်ဖို့ကောင်းတယ်ဘာလို့လဲဆိုတော့နေ့တိုင်းနေ့တိုင်းဖြစ်နေတာဗျာအဲဒါမဲ့အဲ့ဒီနေ့တိုင်းဖြစ်နေတဲ့တိတိလေးတွေကကျတော့ကျွန်တော်တို့အတွက်ဘာမှမဖြစ်သေးဘူး AACC ပဲဒါမဲ့ အဲ့လိုနည်း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 စီပေါ့နော်ပုံမှန်လို့နှစ်ပေါင်းများစွာကြောင်းဖြစ်သွားတဲ့အခါမှာတော့ကျွန်တော်တို့ကိုအာစိတ်ပိုင်းဆိုင်ရာကောရုပ်ပိုင်းဆိုင်ရာရောယောဂါတွေဖြစ်စေနိုင်တယ်အာဘယ်လိုယောဂါတွေဖြစ်စေလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာအားဖြင့်ဆိုလို့ရှိရင်သွေးတိုးယောဂါပေါ့နော်အဲ့လို chronic stress အဲ့လိုရေရှည် stress တွေများတဲ့သူကသွေးတိုးယောဂါဖြစ်နိုင်ခြေပိုများတယ်နောက်တစ်ခုကတော့နှလုံးယောဂါပေါ့နော်နှလုံးယောဂါတို့သွေးတိုးယောဂါတို့အာဒီလိုမျိုးယောဂါတွေ ဖြစ်နိုင်ခြင်းများတယ်။နောက်ပြီးတော့သူတို့ရဲ့ immune system ပေါ့ဘလို့ခန္ဓာကိုယ်ခုခံအစနစ်ပေါ့နော်အဲ့ဒါတွေကလည်းပို့ပြီးတော့ weak ဖြစ်လာတယ်။ stress များလေလေလို့ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကလည်းအာညော့နေလာလေလေပေါ့နော်ဒါမျိုးတွေဖြစ်တယ်။နောက်တစ်ခုကတော့အဲ့လိုမျိုး diabetes ပေါ့အာစီးကျိုသွေးကျိုစီးကျိုသွေးကျိုတွေကလည်းဒီ chronic stress ကြောင့်မလို့ဖြစ်နိုင်တယ်။နောက်ဆုံးတစ်ခုကတော့ဒီ weight gain weight loss ပေါ့နော်ကျွန်တော်တို့တွေအာ stress တွေအရင်များလာတဲ့ခါမှာတချို့ကဝလာတာမျိုးရှိတယ်။တချို့ကကျတော့လေဒီ stress တွေများလေလေပိန်လာလေလေပေါ့နော်။အာမစားနိုင်မတောက်နိုင်ဖြစ်ပြီးတော့အဲ့လိုမျိုးပို့ပြီးတော့ပိန်ပိန်လာတာတွေလည်းရှိတယ်ပေါ့နော်။ဒါကတော့ခန္ဓာကိုယ်ပေါ်မှာတက်ရောက်တဲ့တက်ရောက်မှုတွေပေါ့။အာနောက်ပြီးတော့ဘာရှိနိုင်သေးလဲဆိုတော့ကျွန်တော်ရှေ့မှာလည်းပြောခဲ့တယ်။အာ stress တွေများလာလို့ရှိရင်ကျွန်တော်တို့အိပ်ပျော်ဖို့ခက်ခဲတာမျိုးဖြစ်နိုင်တယ်။အိပ်ပေမဲ့အေးရေမဝတာမျိုးတွေဖြစ်နိုင်တယ်။အာနောက်ပြီးတော့ဒီအဲ့အိတ်လွန်တာမျိုးပေါ့နော်။ အရင်အချိန်နေအဲ့လိုနိုင်ပေါင်းများဆိုတော့အိပ်ပေးမယ်လေအဲ့လိုမျိုးအခဏကူကပင်မန်းနေရပါဘောနော်အဲ့လို fresh မဖြစ်ဘူးဒါမျိုးတွေလည်းဖြစ်နိုင်တယ်ဘောနော်နောက်တစ်ခုကတော့ဒီ stress တွေအရင်များလာရင်ခေါင်းကိုက်တာအဲ့လိုမျိုးမောတာဒါမျိုးတွေလည်းဖြစ်နိုင်တယ်ဘောနော်အာကျွန်တော်အသေးအမတစ်ယောက်ဆိုလို့ရှိရင်သူဒီခေါင်းတရှမ်းကိုက်တဲ့ဝေဒနာဘောနော်သူအဲ့ဒါကိုကြုံနေရတာ တော်တော်ကြာတယ်ပေါ့သူအဲ့လို physician တွေကိုလည်းသွားပြတယ်အဲ့လိုမရခဲ့ဘူးပေါ့နော်အဖြေရှာလို့မရခဲ့ဘူးနောက်ဆုံးဘာသွားတွေ့လဲဆိုတော့သူ stress တွေအရန်များနေလို့ပေါ့နော်အဓိကကတော့ဒီခန္ဓာကိုယ်မှာပါခေါင်းကိုက်တဲ့ဝေဒနာခံစားရတာပေါ့အပြင်မှာဆရာဝန်တွေနဲ့သွားပြတဲ့အခါကျတော့ပုံမှန်ပဲပေါ့နော်သူရဲ့ခန္ဓာကိုယ်ကဘာမှပြဿနာမရှိဘူးယောဂါတွေပိုင်းလည်းမရှိဘူး အဓိကတော့ stress ကြောင့်မလို့သူအဲ့ဒီခေါင်းကိုက်တဲ့ဝေနာဖြစ်နေတာပေါ့နော်အဲ့တော့ stress အရင်များလို့ရှင်အရှိမပြောခဲ့တဲ့ဒီခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာလည်းအာဒီလိုယောဂါတွေဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်နောက်ပြီးတော့ဒီရေရှည်စိတ်ဖိစီးမှုလို့ခေါ်တဲ့ chronic stress ကြောင့်မလို့ကျွန်တော်တို့ရဲ့စိတ်မှာလည်းထိခိုက်မှုတွေဖြစ်နိုင်တယ်ပေါ့နော်အထူးသဖြင့်အာဒီ anxiety တွေပေါ့နော်ပုံမှန်တက်ပို့ပြီးတော့လိုရာတက်ပို့ပြီးတော့စိုးရိမ်တာမျိုးတွေ အာဖြစ်နိုင်တယ်နောက်တစ်ခုကတော့ depression ပေါ့ depression ဆိုတဲ့နေရာမှာရိုးရိုးဒီလိုတာမန်ပေါ့နော်ကျွန်တော်တို့တုံးနေကြအာငါစိတ်တက်ကြရတဲ့ဒါမျိုးလောက်တင်မကပဲနဲ့စိတ်ကြယောဂအဆင့်အထိကိုအဲ့လောက်ထိတောင်မှဖြစ်နိုင်တယ်ပေါ့နော်အာအဲ့ဒီအဆင့်ထိတောင်ဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် mood swing တွေဖြစ်တယ်အဲ့လို mood swing ဆိုတာကတော့အခုအချိန်မှာအာကောင်းနေတယ်ခဏနေတော့အာစိတ်ကတစ်မျိုးဖြစ်သွားပြန်ရောခဏနေကျတော့တစ်မျိုးထက်ဖြစ်သွားပြန်ရောပေါ့နော် mood ကမငြိမ်ဘူးပေါ့ပြောရရင်အဲ့လိုမျိုး ဖြစ်တတ်တယ်နောက်တစ်ခုကတော့ဒီစိတ်မရှိတာမျိုးတွေဒေါသဖြစ်လွယ်တာမျိုးတွေပေါ့နော်ဒါမျိုးတွေဖြစ်နိုင်တယ်အာဒီတစ်ချက်ကတော့တော်တော်အရေးကြီးတယ်ပေါ့နော်စိတ်ဖြစ်စီမှုများလေလေစိတ်မရှိလေလေပဲပြီးတော့ဒေါသဖြစ်တာလေပောက်ကွဲလွယ်လေလေပေါ့နော်ပြောရလို့ရှိရင်အာသူ့ရဲ့စိတ်ထဲမှာကစိတ်ဖြစ်စီမှုတွေများနေတော့အာပြင်ပအဲ့လိုမျိုးတယောက်ယောက်ကဘာမှမဟုတ်ဘူးတိတိလေးပဲပြောလိုက်တယ်ဒါပေမဲ့အကြီးပောက်ကွဲတာမျိုးပေါ့နော်ဒါမျိုးတွေအထိဖြစ်နိုင်တယ်နောက်တစ်ခုကတော့အာယုံဆူဆိုက်ဖို့ခက်ခဲတာတွေဒီ memory problems တွေပေါ့နော်မှတ်မိမှတ်မိဖို့ခက်ခဲတာတွေအဲ့လိုမျိုးအမေ့လွယ်တာတွေပေါ့နော်ဒါမျိုးတွေလည်းဖြစ်နိုင်တယ်နောက်တစ်ခုကတော့ burn out ပေါ့နော် burn out ဖြစ်တယ်ဆိုတာကျတော့ကျွန်တော်တို့စိတ်ကောရုပ်ကောအဲ့လိုမျိုးပင်ပန်းပြီးတော့ပေါ့နော်အဲ့လိုဘာမှဆက်လုပ်လို့မရတော့တာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နိုင်တယ်ဒါကတော့ဒုတိယအချက်အနေနဲ့ကျွန်တော်တို့ chronic stress ကြောင့်မလို့ကျွန်တော်တို့ရဲ့စိတ်စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောကျန်းမာရေးပြဿနာတွေဘယ်လိုမျိုးကျန်းမာရေးပြဿနာတွေဖြစ်နိုင်လဲဆိုတာကိုမျှော်ပြပေးတော့ပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့အစကတော့ဒီစိတ်ဖိစီးမှုတွေကိုဘယ်လိုဖြေရှင်းမလဲဆိုတာပါကျွန်တော်ဒီဗီဒီယိုလေးမှာထည့်ပြီးတော့ပြောသွားမလို့ပဲပေါ့နော်။ဒါပေမဲ့လည်းအချိန်ကိုကြီးလိုက်တော့တော်တော်လေးကြာသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အဲ့ဒါကိုနောက်ထပ်ဗီဒီယိုတစ်ပုဒ် podcast တစ်ပုဒ်အနေနဲ့တီးတန့်ပေါ့နော်။ဘာလို့လဲဆိုတော့ ဆေးဖြည့်ဆည်းမှုကိုဖြည့်ရှင်းတဲ့နေရာလေးအများကြီးရှိတာဖြစ်တဲ့အတွက်ကျွန်တော်တိတိကျကျလေးပြောပြပေးခြင်းနဲ့အဲ့တော့ဒီဗီဒီယိုမှာတော့ကျွန်တော်တို့အဓိကအဖြစ်ခေါင်းစဉ်လေးအတိုင်းပဲပေါ့နော်ဆေးဖြည့်ဆည်းမှုတွေအကြောင်းကိုကျွန်တော်တို့ပြောသွားပါတယ်ဆေးဖြည့်ဆည်းမှုဆိုတာတကယ်တော့ဘာလဲဆိုတာနဲ့ပြီးတော့ဆေးဖြည့်ဆည်းမှုတိုင်းကကျွန်တော်တို့အတွက်မကောင်းဆိုတာတကယ်လားအာနောက်ပြီးတော့အာကျွန်တော်တို့ရေရှည်ဆေးဖြည့်ဆည်းမှုတွေအကြောင်းကျွန်တော်တို့ရဲ့စိတ်နဲ့ခန္ဓာကိုယ်မှာဖြစ်နိုင်တဲ့ကျန်းမာရေးပြဿနာတွေပေါ့နော်ဒီအကြောင်းအရာတွေကိုကျွန်တော်တို့တွေဆွေးနွေးသွားခဲ့ကြတာပဲဖြစ်ပါတယ် အာကျွန်တော် safety မှုတွေကိုဘယ်လိုကင်တွယ်ဖြေရှင်းရမလဲဆိုတော့အကြောင်းအရာလေးကိုတော့နောက်ထပ် podcast တစ်ခုမှကျွန်တော်ထပ်ပြီးတော့ပြောပြပေးသွားပါမယ်။အဲ့တော့ဒီ video လေးကနေအကျိုးဆုံးတရားရရဲဆိုလို့ရှိရင်ဒီလိုမျိုး podcast လေးတွေကိုအမြဲမပြတ်နားထောင်နိုင်စေဖို့အတွက်ကျွန်တော်ရဲ့ podcast by tk youtube channel လေးကို like and subscribe လုပ်သွားပေးဖို့လည်းအားလုံးကိုဖိတ်ခေါ်ပါရစေ။ ။ကဲ၍အခုနားထောင်နေတဲ့သူကကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုကိုထပ်ပြီးတော့မဆောင်နိုင်ဘူးပေါ့နော်။နောက်ပြီးစိတ်ကိုတည်ငြိမ်စေတဲ့အလေးအကျင့်လေးတွေကိုသိကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်ကိုယ်တိုင်စိတ်ဖိစီးမှုများနေတဲ့အချိန်တွေမှာလုံဖြစ်တဲ့အလေးအကျင့်လေးတွေကိုမျှဝေကြတဲ့ podcast လေးတစ်ခုရှိပါတယ်။အဲ့ဒီ podcast လေးကိုတော့ကျွန်တော်အခုဒီ video ရဲ့အဆုံးသတ်မှာပြထားပါတယ်ဗျ။အားလုံးလေးကိုနှိပ်ပြီးတော့ဆက်ပြီးတော့နားထောင်နိုင်ပါတယ်။အားလုံးပဲအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ရေနောက်ထပ် podcast တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ။ Bye bye ပါ။